အညာစီရရပါ။ဒီချေတော့အရှိဗီဒီယိုလေးတွေမှာပေါ့နော်။ဒီချေကတင်ထားပေးတာခန်းန်းလေးတွေရေတွက်ပုံကိုရီးယားလိုမျိုးခန်းန်းအရေတွက်ရေတွက်ပုံကိုနှစ်မျိုးလုံးတင်ထားပေးတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မို့ချေတော့အခုခန်းန်းရေတွက်ပုံကိုအသုံးချပြီးတော့ချေတော့နာရီလေးတွေပြောကြည့်ရအောင်။ဘယ်နှနာရီဘယ်နှမိနစ်ပေါ့နော်။ကဲအဲ့တော့ကြတော့အရင်ဆုံးဒီချေ unit လေးတွေကိုပြောပြပါမယ်။နာရီကိုချေတော့ရှီရှီ မိနစ်ကိုကြတော့ဖွန်ဖွန်စက္ကန့်ကိုချို့ချို့အဲ့တော့နာရီမိနစ်စက္ကန့်ပေါ့နော်အဲ့ဒီမှာဒီချေလို့တည်ရမှာဘာလဲဆိုတော့ရှိနာရီကိုဒီချေလို့ကဟာနာဒူဆဲနဲနဲ့တွဲပြီးတော့ရှိပါမယ်အနောက်ကဖွန်မိနစ်ချို့စက္ကန့်ဒီနှစ်ခုကိုတော့ချေလို့ကအီလီဆမ်ဆာနဲ့တွဲပြီးတော့ရှိရပါမယ်ကဲအဲ့ဒီတော့ချေလို့ကြည့်ရအောင်နာရီလေးကိုအရင်ပြောကြည့်မယ်နော် နာကျုံဆန်းနေကအခြေလို့ unit နဲ့အနောက်ကတွဲပြီးတော့ပြောတဲ့အချိန်မှာ twin jet လေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဟနာက hand ဆိုပြီးတော့ပြောင်းသွားပါမယ် to set net ဒီ၃ခုကတော့အခြေလို့အောက်ကဖတ်ချင်းအသက်လေးတွေပြုတ်ပြီးတော့ to set net ဆိုပြီးတော့ဖြစ်သွားပါမယ်အဲ့ဒါဘယ် unit နဲ့ပဲတွဲတွဲဟနာကျုံဆန်းနေမှာအခြေလို့အနောက်က unit ကပ်ပြီးတော့လိုက်လာပြီဆိုရင်ဒီလိုမျိုးဟနာ to set net ကနေပြီးတော့ hand 2ဆဲနဲ့ဆိုပြီးတော့ပြောင်းသွားပါမယ်။တခြားအနောက်ကကိန်းခဏန်းတွေကတော့ဘာမှပြောင်းလဲခြင်းမရှိပါဘူးเนาะ။ကဲအဲ့တော့ကြည့်ကြည့်အောင်ချေလို့တနာရီဆိုရင်ဟန်ရှိဟန်ရှိနှစ်နာရီ2ရှိ2ရှိ3နာရီဆဲရှိဆဲရှိ4နာရီနဲရှိနဲရှိ5နာရီသာဆော့ရှိသာဆော့ရှိ 차나이 여섯 시 여섯 시 코나나이 일곱 시 일곱 시신나이 여덟 시 여덟 시꼬나이 아홉 시 아홉 시 세나이 열시 열시 사다나이 열한 시 열한 시 사나나이 열두 시 열두 12시, 12시. ကဲဒါဆိုရင်နိုင်လေးတွေရသွားမယ်နော်မိနစ်ကိုပြောကြည့်အောင်မိနစ်မှာတစ်ချက်လို့ကအများကြီးပြောရမယ်မိနစ်60ရှိရဲဆိုပေမဲ့တော်တော်များများချက်လို့ပါလဲ5မိနစ်10မိနစ်15မိနစ်ဒီလိုပဲပြောပါလိမ့်နော်အဲ့ဒီတော့ဒီချက်ကအဲငါငါရဲ့ဂိန်းကနန်းနေနဲ့ပြောသွားပေးမယ်နော်5မိနစ်ဆိုရင် open 10မိနစ်10分15မိနစ်15分မိနစ်20 20分 나상 아미는 25분, 미는 동네 30분, 아니면 제로와 코에서로 뼈지 반로 뼈와에반 30분 반 동상 아미는 35분, 미는 리세 40분, 리상 아미는 45분, 미는 아세 50분, 마상 아미는 55분. ့မိနစ်60အရောချေလို့မပြောဘောเนาะမိနစ်60ဆိုနောက်ထပ်နာရီကူသွားပြီဆိုတော့ကဲအဲ့ဒီတော့ second ကလည်းတူတူပါပဲချေလို့ second အသိပ်ပြီးပြောလေးပြောထားမရှိဘူးဆိုရင်မသိအောင်လို့ပဲပြောပြထားပါ तू ကလည်း in cho e cho san cho sa cho ဒီလိုမျိုးသွားပါမယ်10 second 20 second 30 second ပေါ့เนาะအဲ့ဒီတော့ချေလို့အရင်ဆုံးနာရီလေးနဲ့မိနစ်လေးနဲ့တွဲပြီးတော့ပြောကြည့်ရအောင်ဒီချေဥပမာလေး၄၅ခုပြောပြပါမယ်ပြီးတော့ရင် exercise လုပ်လို့ရအောင်လို့ဒီချေကအနောက်မှာထည့်ပေးမယ်เนาะတနာရီ 세미네, 한시십분한시십분 나나이 나사아미네두시 이십오 분두시 이십오 분 超나이 쿠에, 超나이 미니 동세 아러분 超나이 미니 동세 이 표지 여섯 시 삼십 분 여섯 시 삼십 분 아, 나 超나이 에로 표현해서 섯시반 ရောစောရှိဖန်၈နာရီ40ရောတော်ရှိ40분ရောတော်ရှိ40분3နာရီ35မိနစ်ရောတူးရှိ15분ရောတူးရှိ15분ကဲဒါဆိုရင်ဒီချိန်က exercise လေးတွေပေးမယ်စဉ်းစားပြီးတော့ပြောကြည့်ပါအောင်နော်ကဲဒါဆိုရင်ဒီချိန်ကလေ့ကျင့်ခန်းလေးတွေပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ ချက်ပြောတဲ့အနာရီလေးကိုစဉ်းစားပြီးတော့လိုက်ပြောကြည့်မယ်ပြီးရင်အဖြေမှန်လားမမှန်လားဆိုတာတစ်ချက်နဲ့ပြန်ပိုက်ကြည့်မယ်နော်ပြောကြည့်အောင်9နာရီ9မိနစ်ထာဆော့ရှိအိုဘွန်9နာရီ45မိနစ်အင်းကုပ်ရှိ48အိုဘွန်9နာရီခွဲ့ 4시 반 다음 어에 4시 30분 오나이 9시 사다나이 세미네 11시 10분 이렇게 다소에 여러분은 아침 일이거나 나이 일이 일입, 미니 일이고 ပြောတတ်သွားလိမ့်မယ်လို့ထင်ပါတယ်เนาะဒီချိန်ရဲ့ဗီဒီယိုလေးကရောရဘုန်းတို့အတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုပဲဒီချိန်နဲ့အတူတူနောက်ထပ်ဗီဒီယိုလေးတွေမှာကိုရီးယားစာကိုလွယ်လွယ်လေးနဲ့မြန်မြန်ဆန်ဆန်လေးတင်ကြဖို့အတွက်ဒီချိန်ရဲ့ channel လေးကို subscribe လုပ်သွားဖို့မမေ့နဲ့เนาะကဲရောရဘုန်းချုံဟာလို့ထိုင်စေရောအညောင်း